ဲ့တော့ကျွန်တော်မှကောင်းတဲ့ထဲကမကောင်းတာပါတော့ကြီးစားထားလို့မရကြီးစားထားရင်ညနေပါလာတော့ချစ်သူအတွက်ချိန်ပေးရမပေးနဲ့မပေးနဲ့တော့ဘော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကော်မန်လေးတယောက်တွေ့ထားရပြီတက္ကသိုလ်ရောက်စားရတွေ့တယ်သူကလှပါလှပါ တော့လှတာလေးပို့ပြီးတော့ရှင်ပါလေရှင်နာလေးပို့ပြီးတော့ရှက်တယ်အရင်ရှက်တတ်တာကျွန်တော်လည်းကိုကိုရံကတော့ပြန်ပြန်꿰ပါတရားမလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမှုသဘောကျဟုတ်မိန်းမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံနေရွှေဖလားကိုအနာကွတ်တင့်တယ်မဆက်တတ်ဘူး မလှပိုင်ပြန်ပြန်ကိုကွဲလို့ကြောက်တယ်ကြောက်တယ်သူသူမချစ်ရဲ့အဲ့မိန်ကလေးကရှက်တက်လိုက်တာဘလို့မြန်ရှက်တက်တဲ့တုံးလမ်းလျှောက်ရင်စားစုံးနဲ့ညီတယ်လှုပ်လှဲ့လှုပ်လီပြီးခီးနဲ့ရွှေပိုးဒီအသာတွန့်တယ်လို့လွန့်လာလွန့်လာသွား။အော်မရလို့ပြောလိုက်ဦး။မုံရွာသူ။ သိဆက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘယ်လို့ဆက်တတ်တော့တက္ကသိုလ်သက်တမ်းလေးနဲ့မှနှစ်ခါမှောက်လဲလဲမှာပေါ့သူကလပ်စကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစောင့်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါညူးရမိန်းကလေးတွေစောင့်ကလေးလိုပိုက်ပိုက်ပြီးတော့အဲ့ဒါစတိုင်ကြီးအတိလာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ရအဲ့ဒါကိုစောင့်ကြည့်တော့လာပြီး အများကြီးခြိလန်းမုံကိုကြည့်နော်ကြည်မှန်းသိတော့သူခင်ဗျာရှက်တာပေါ့ရှက်တော့သူချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတဲ့ကြတိုင်းကျွန်တော်ကစိတ်မကောင်းတနာကိုနဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ပေါ်လုံးကန်ရင်နဲ့ဒူးပြုတ်သွားပါလေအရွတ်ပွဲထွက်သွားပြန်ကု55ရက်ပြည့် ဟောလီဘောပြန်ရိုက်ထက်ကွယ်သွားချေုံပြန်ရောက်ချံဝကုတတိယအချိန်ပြန်ကွယ်တော့ချံဝပြောတယ်နောက်တစ်ခါလာရင်ဒူကောင်ချက်ပြင်းတယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစင်ဘောလီဘောလက်ရွေးစင်အော်တိုပြုတ်သွားပြုတ်သွားဟိုးဆိုရအကောင်းကဟန်ကြပြန်ပြီဒီစားထားလို့ရပြီ ။တင်းတော့မင်းကလေးနဲ့တွေ့တဲ့ကောင်မလေးတွေမင်းသူပြောပြစမ်းမမလေးရှက်လို့တော့ပေးသွားအောင်ပြောပြောခဲ့လို့မရဘူး။ဆန်းနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မိ။နင့်ခန်းနံပါတ်ဘယ်လောက်တုန်း1 2 3မှတ်လို့လွဲတာနော်1 2 3တိပြီသူခန်းအဲ့ဒါသူသူခန်းလဲအဲ့ဒါနောက်တနေ့အစား1 2 3ကိုကျွန်တော်စာရေးရတယ်ကျွန်တော်နေတာရွှေပြေးဆောင် ီဘက်ကသစ္စာဆောင်ကြားထဲမှာစိုက်စာတိုက်ရှိတယ်ကျွန်တော်စာရီရေးပြီးတော့စာရိုက်ကိုသွားထက်စာရိုက်ကလူတွေကသစ္စာဆောင်ဖို့သုံးရကြတယ်ဒါစာရိုက်ထုံးစံမယ်လန်ခေါ်ကြရဲကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံက အခန်းတကားကြီးအောက်ကထိုးပြခဲ့ကျွန်တော်တို့ကြောင်းစင်းလို့သွားရင် တကားဖွင့်လိုက်တယ်နဲ့ဝေထားတဲ့စာရီတက်နင်းလာကျွန်တော်တကားဖွင့်သေသေးချာချာကြည့်သူ့စာကလေးများဖိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝနေနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး၆ောက်စာကြတော့ကျွန်ဒီအဲ့လိုတကားကိုရိုးသေးဖွင့်တွေးပြီဟာ ကြည့်လိုက်ဟုတ်လောက်တယ်။ဘာလို့လဲဒီစိတ်တုံးကတက်ကဆိုတူတက်ကဆိုထူထားတယ်။သူပဲပျော်လိုက်တာဗျာဝန်သာအာရဖောက်ဖက်တချောင်းနေပဲအရေအတွက်အိစမရှိပါဘူးအရေချင်းရေးကြည့်ပါကြည့်လိုက်တယ်လုံးဝမဖြစ်နိုင်ပါဘူးရှင်ဩယုံစာရေးတာကြလို့လုံးဝပါသေး ဖြစ်နိုင်မှာဥရှင်ဆိုတော်ရောပေါ့တနာရလက်ဆိုလူရဲ့ကြုံမြဘယ်လျှော့မလဲထက်ရေးနောက်ထပ်6ဆောင်ရေးတော့တကားဖွင့်စာတောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်6ချောင်းအာဒါတော့ဟုတ်တိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်ရှင်းတယ် သိဇွဲကောင်းတာပဲရှင်ရဲ့조사မှုကိုကျမလေးလေးစားစားတံပိုးထားပါလေဒါကြောင့်မလို့ရှင်ကိုပြန်ချက်နိုင်ဖို့ကျမ조사ပါလေဒါပေမဲ့ကျမနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလဲလုံးဝပါသေးပေါ်ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီ ဘုရားပြကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ចောင်းတိုက်ဆိုင်မှုလေးတခုလည်းရှိပါတယ်သူမသိတယ်နှလုံးသားဘူးငိုချားစီအကြောင်းလေးတခုရှိတော့ကျွန်တော်စာလေးပြဆောင်ပြန်လိုက်ပါရှင်လူချင်းနဲ့ဖြီးပေးလိုက်ပါဘူးပေးလိုက်ပါအောက်ကဆက်ပါသို့တော့ကျမရှက်တယ်ဘယ်သူမှမပြောပါဘူးတယောက်မှရှင်းငယ်ချင်းနေမပြောပါဘူး ကျမနဲ့အเจ้าမှာတွေ့ရင်လုံးဝနှုတ်မဆက်ပါနဲ့ခေါ်လဲမခေါ်ပါနဲ့ပြောလဲမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်နဲ့အတူတူခန်းနေပဲတငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိလောင်ရမှာမဟုတ်ဘယ်လောက်ဆက်တတ်တာ ိနေညာအဲ့လိုလာပြောကျွန်တော်ဒီကောပြန်ပြောချင်တယ်ညာပြီညာနေပြီမင်းကမသိလို့ပြောတာကြွားချင်တယ်ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဒါပေမဲ့အဲ့ဒီမပြောရတာရက်လည်းပြောတယ်ဗျာကျွန်တော်ကိုယ်ရင်ထဲမှာညစ်ပြောနေရတာပေါ့ဒီတိုင်းမဲ့နေရပါလေနှုတ်လည်းမဆက်ရပါဘူးဘယ်လိုမှလည်းမသိဘူးနောက်ဆုံးနေ့ရောက်တဲ့ခါကျတော့အော်နောက်ဆုံးနေ့ကငါတို့ကွယ်ခွက်ခွာရတော့မယ် သူများချက်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သူမျိုးအကြောင်းရှိဟိုဇကြီးမှနိုင်ငံကကလေးကလားတွေပြန်ပြောခြင်းလို့မဟုတ်ဘူးသိကိုအရေးကြီးတဲ့အကြောင်းရှိဗလန်တိုင်းဒေးချက်သူများနေ့အချက်ဆိုတာဘာလို့ဆိုတာပြောခြင်းပြောခြင်းဒီနေ့ ယမတဏ္ဏာတွေကိုချစ်ထင်နေကြတယ်။အဲယမတဏ္ဏာတွေကတဏ္ဏာကိစ္စယမကိစ္စပြီးတာနဲ့ဘာမှမကြံဘူး။ကြံဖုတ်ဖက်ခတ်တာ။အချစ်နှလုံးသားထဲမှာကြံမြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝပေါ်ကောင်းပြီဖြစ်တယ်။သိကြည့်ချင်းအဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်မမှတ်ယူခြင်းဘူးပြောချင်တယ်။ဒီတော့ ကျွန်တော်သူ့ကိုခွင်တောင်းတယ်တနေ့တော့တွေ့ချင်ပါလေစာလေးပြန်လိုက်ဒီခါတနေ့နဲ့မနေနေမနေ့9နာရီသစ္စာဆောင်နောက်ခက်ပောက်ကလာဆောင်ပါဘယ်သူမှမတွေ့ခင်တက်ကတူတည်းထွက်ကြရှင်ရတယ်ကျွန်တော်အိမ်နေမနေ့က3နာရီရေထချိုးနေပါအေးမိသေးရင်လည်းသေးပါသေးတော့ လေးနိုင်စင်နဲ့ဖြစ်ပြီးသွားပြီလေးနိုင်ကသစ္စာသောနောဘက်ကပေါရောက်ပုခုံလေးထိုင်ကဘာဦးလူတို့ငင်းနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျောငားနိုင်တိထလာဟိုးလာလိုက်ကြီးနူးလိုက်တာနှမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်လာနေမကြည့်ချင်နေပါစေလာနေပြီးတော့ ကျွန်တော်လည်းမထပါဘူးငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့နဲ့ရောက်ပြီးမရက်ဘူးဆက်သွားတော့ဘောကျွန်တော်သိတာပဲကျွန်တော်မတတ်ထပြီသူဘင်းနာလိုက်ပခုံးချင်းမထိရပါမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေ ပေးခြင်းရှင်တော်မြတ်ကောင်းလိုက်အကြည့်နူးအချစ်ဆိုအဲ့ဒါနူးမြတ်ပြင်မွေးထိမှမဟုတ်ဘူးပေးခြင်းရှင်တော်ညလေတစင်းစောကြီးရောက်နန်းကညလေပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညလေပေါ်ရောက်သူဟိုဘက်ခုံတိုင်းကျွန်တော်လူလေလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်လာသူရှက်တယ်လေ နားလည်ပြီးမြင်းလည်းတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှမပြောဘူးကျွန်တော်လည်းဘာမှမပြောဘူးကျွန်တော်တို့ယောက်ကဘာတွေမှလည်းမသိပါဘူးမြင်းလည်းသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောင်းမြင်းလည်းသမားကမြင်းကိုစကြုံစရတဲ့တရေပြားနှစ်ပြားကိုစုံဆောင်ဆက်ပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတယ် ခွက်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 ကဘာပေါ်မှာအတရာဆုံးဂီတပဲပေါ့မျူစစ်ပဲတာယာလိုက်တာမြင်းလဲသမားကကြာဖို့ကိုဝိညာဉ်ပြီးတော့မြင်းကိုရှွမ်းရှွမ်းရှွမ်းနဲ့မောင်းကျွန်တော်နှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကတော့တိလာတာပဲဒီကြာဖို့အရင်နေကျွန်တော်မျက်စီထဲမှာကုန်းလဓမ္မပင်နဲ့နေလလေကလေးတိုက်နေတာအေး ဖျားကြီးနမှုရောက်ရွှေကျဲ့ရဲ့ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးမရောက်ဘူးอ่ะအဲ့ဒါနဲ့စကိုင်းကားကိုစီးရမင်းစောစောဆိုတော့ရှေကန်းကလူမပါဘူးစပယားကအတွင်းလင်းမင်းပြီးရှေကန်းတဲ့ရှေကန်းတဲ့အန်ကြပဲပြေးလို့ရသူရှေရတဲ့ကျွန်တော်ကတဲ့ထိုင်냐အဲ့ဒီလည်းစကားမပြောပါ သွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာကြီးရှိတယ်ဗျမယုံမရှိအဲ့လောက်ဆက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးကျွန်တော်ပဲပြီးမကြည့်ဘူးလုံးလေးပြီးကြည့်ရမလို့ဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးမောင်းထောင်းတောင်းပြောတာတဲ့တံပိုးရှိဒါလေးစက်ကူခဲပတ်ကလေး မဆုပ်အောင်ခွာဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချက်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပစတဲ့တဲ့ကဘာပေါ်မှာအဲ့ဒီချိုးရမ်းရှိတော့ချိုးဆုံးမဲခဲပတ်စကူလေးသူမမြင်အောင်အိတ်ထဲထဲတင်ရအောင်မဲတရားကြီးလေးညက်ပြီးတင်ရအောင်ဒါရီယာအချစ်ပင်ဃာရညတ်တာဒီပါဘူး ရှုကျင့်ရတော့ကာမောကဆင်းတွားကြတယ်နှုတ်ပေါက်ဆိုတော့လက်မင်းကြီးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယတ်တန်ကြီးကညံလို့အဲ့ဒီဇယတ်တန်ကြီးကကြည်တာပြအရင်တော့ငါနာကူတာနာကြီးစုညံနေတာပဲကွာဇယတ်တန်ကြီးမကြိုက်စုညံနေကြိုက်တော့ကြည်တာตายาไล่แต่ตันนี่ละปันมุนนี่เลยก็ตะผุ่ๆจุย မြေမခတဲ့တပွင့်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးယူတယ်ပန်လို့လည်းမရပါဘူးမရချင်းနေပါစေဒါလေးသူကအမျက်တနှုတ်ယူဆက်သွားရေးစားတယ်ပထမအဦးဆုံးချက်သူကြီးကကြားရတယ်စကားသုံးလုံးရေးစားတယ်ဟုတ်တာပေါ့ညရာဒီကြီး ချွေးတွေကစို့လို့ရတယ်ရတယ်ကျွန်တော်ရေရှားပါတယ်ရေရှားတယ်ဆိုခက်ခက်ခဲမှုပေါ့ကိုဒီဒီမျက်စိကစားတာကျွန်တော်တို့အညာဒေသရွာဆက်ဝင်းရေဦးစင်တယ်လေရေဦးစင်ရှိမှာပဲတွေ့ပြီဟုတ်မတက်ကလေးမိုးလေးရေဦးလေးကစိတ်အေးလို့သူသားများလေးဖုံးပမာရေမှုတ်ကလေးတင်ထားခွတ်မှုရေမှုတ်ရေမှုတ်ကလည်းရင်ကြီးတက်တော့စိတ်ဆိုး အဲ့ဒီခက်ကရေတံဘူးခင်မဟုတ်ဘူးဘီဘိုးလည်းမသိဘူးစီဘိုးလည်းမသိဘူးဘုမတွေ့ညာသူခေါ်တာရေမုတ်ကလေးနဲ့တမုတ်အပြစ်ခတ်သူ့ပြေးပါနောက်ထပ်မိန်းကလေးများရဲ့မွေးရပါအနုပညာတွေ့ရပြန်ပြီအဲ့ဒီဆက်တက်သောမိန်းကလေးကကျွန်တော်ပြေးတဲ့ဤတမုတ်တောက်တယ်တဝက်ကုန်အောင်တောက်တယ် တဝက်ချန်တာကျန်မဲ့တဝက်ကျွန်တော်ပြီးဒီပေကတော့သူ့ကိုမယုံရင်သူ့တောက်ပြီးကျန်တဲ့တဝက်တောက်ပါဟာပဲယုံလိမ့်အဲ့ဒီရေတဝက်ကိုအောင်တောက်ရင်လည်းမကောက်ရေမှုတ်တော့ဝါစားခြင်းသေးတောက်တယ်ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်ကြည့်ပါနောက်တမုတ်ထက်ခတ် ကျွန်တော်တဝက်တော့ကျန်တဲ့တဝက်သူ့ဘေးကျွန်တော်နောက်လိုက်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ပါညာသွားစမ်းဟမ်ကျွန်တော်တို့ရေနှမုတ်နဲ့မလဲနဲ့အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတတ်ပြီးပါပြီအဲ့ဒီຢာတွေကနှလုံးသားမှာ တသက်မမေ့ပါသူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးအဲ့ဒီရင်ကျိမှုကိုကျွန်တော်သဘောကျချောကလက်ကချိုးတဲ့ထဲမှာခါးတာလေးပါစိတ်နာလေးပါစေထမ်းနေကညီကျွေးရကောင်တော်လိုက်ပါအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်လေးစား တို့သောသားတို့သမီးတို့တရိပ်ပေးပြရသူသမီးတို့ဒီနေ့ကာလမှာအချစ်တင်ပြတဲ့ချောကလက်တွေမရောသားတော့ရုပ်မှကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွစေတယ်ထဲတာအဲ့ဒါစားမြင်ငါးပါးမလိန်စိတ်ကြွပြီဆိုပါစို့တဏျာမှာခေါ်သွားမယ်အဲ့ဒီသားတစ်ခုကိုခေါ်သွားမယ်အဲ့ဒီသားတစ်ခုကိစ္စမှာလိန်ကိစ္စတွေ ဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့်ယမတဏ္ဍာကိစ္စပြီးသွားပြီဘာကြံတော့ဘာမှမကြံဘူးကျွန်တော်တို့ဂျေနမုတ်ကအသက်ထက်ဆုံးလွန်းနေလွန်းကြံအဲ့နောက်တော့ရွှေကျဲ့ရဲ့ရောက်သူကချမ်းသာကျွန်တော်တကယ်ရင်းတယောက်စင်းရင်းတောက်တယ်တလားတိတိပြည့်ပြီလုံချင်းနဲ့အိမ်ကြီးမထက်သေးဘူးကျွန်တော်ကဆင်းရဲတယ် အစိုးနှစ်ခဲပဲရှိစန့်ကျင်ပဲကွာအဲ့နေကသူကကျွန်တော်ပြောဒီနေ့ဒီပစိုးဝယ်လာမထင်သားပဲနေတိုင်းသူတွေ့နေတယ်ကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိတယ်မနေ့ကဟိုပစိုးဆိုဒီနေ့ဒီပစိုးပေါ့ကွာမိမိဘာတွေကသဘောတူပါမလားကျွန်တော်မေးသူကပြန်ပြောတယ် တူမယ်မထင်ပါဘူးအတော့အတက်เสียကောင်းပါလေဘယ်လို့ဆိုရင်တူမလို့တက်ကတော်မှာဆရာပြန်ဖြစ်ရင်တော့သူပြောလို့အချင်းပြင်မထင်ပါလေဆရာဆိုတော့ဤပြနေလက်ထောက်ကတိကကတိကကတိကနေသပါမောခနော်ပါမောခနောက်ဆုံးကျောင်းကြီးကျောင်းကြီးဆိုဘုရားဟန်ကြောင်းဝိုင်းအောင်လဲနေကျွန်တော်က အဲ့လိုစဉ်းစားတက်မယ်ဖြစ်ချင်ဖြစ်ရမယ်ဖြစ်ရကျွန်တော်တော်တယ်ဗျာစတော့လူရုံမယ်တော်အေးစိတ်ချဖြစ်စီချုံလိုက်ပါမယ်ချုံလိုက်ပါနောက်ဆုံးနှစ်နှစ်တိုင်း grateful grateful ထွက်ပြီးတော့နောက်ဆုံးနှစ်မှာကျွန်တော် great သတိပါကျွန်တော်တက်ကူမဟာဝိဇ္ဇာဆက်တက်မှာဆိုလိုပါ တက်ပြီးလက်ကသူဆရာဖြစ်မှာစိုးလို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ဂရိဖိုးကလွယ်လွယ်လေးမိတဲ့ဂရိဖိုးမရလိုက်ပါမြအကြီးထွက်ပြီးသားမနဲ့နှစ်ဖြန်မနဲ့ရဇတ်အောက်ခဏီးမှာမြအခါမှာပြန်လိုက်ကြတယ်ကျွန်တော်တော်ရထက်တယ်အဲ့ဒီမှာဆရာဆရာမဒိုင်းနဂိုင်းကွယ်နေ ဟိုတခိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်ကနာမ်သူတို့ချင်းချင်းရဲ့ဂျာမန်ညက်ပြီးတော့ကျွန်တော်တက်ကူရောက်လာဖို့ကြေခွဲလိုက်တာဗျာဝန်းနေလိုက်တယ်ဘဝကြီးတစ်ခုလုံးညှော်လင်းချက်တောင်းနှင်းနေဟိုတဖြုတ်ဖြုတ်နေပြို့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 ကြသွားတာကုန်ပါဘူးဝေဝါဘာမှခွန်အားမရှိတော့ပါဘူးဘဝကိုပလန်နေ သေသေးချာချက်ချက်မှတ်ပြီးတော့အကောင်းဆုံးနေအကောင်းဆုံးကြိုးစားကြီးမန်းချက်ထားသားတို့သမီးတို့ကိုပြောချင်မှာမင်းတို့ well prepare ဘလောက်လုံလုံလောကမှာဒီလိုတစ်ချက်သေးဖြတ်ရိုက်ချလိုက်တာမျိုးတွေကြုံရတတ်ပါလေကျွန်တော်အတိတ်ကပြောရင်လည်းရချက်တိုင်မှာပြောချက်တိုင်ပမောက္ခအစား ဒုက္ခရောက်ပါလေ။အဲ့လိုလှုပ်ချင်တဲ့အထက်ပမောက္ခမပါပါဘူး။မပါတဲ့ကျွန်တော်ဆရာကြီးကဆအရင်ဆုံးဒုက္ခရောက်။မလှုပ်တော့ဘူး။လှုပ်တော့။အဲ့ဒီမှာသားတို့သမီးတို့ပြောချင်ပါလေ။ကျွန်တော်ချစ်သူနဲ့လည်းဝေးပြီပေါ့။ဝေးပြီပေါ့။တက္ကသိုလ်ဆရာဖြစ်မှအစင်းစင်းမြင့်မှန်မှုသူ့မိဘတွေကစဉ်းစားရင်ရှိ။ခုလိုစဉ်းစားကြမလို့။ထက်တန်းပြတော့မဟုတ်ဘူးကျွန်တော်ရှုပ်တော့တိုင်းပညာဝင်က လူရဲ့ဂျုံဖြစ်တယ်กว่าဆိုပြီးတော့မှ February လပညာရှင်နဲ့ကုန်ငန်းကြီးကျွန်တော်အလဲရမ်းမြတ်စာခန့်ကျွန်တော်ပြောတာတဏှာကြီးရှိပြီနောက်ထပ် 15မိနစ်လောက်ပေါ့နော်အဲ့တော့ကျွန်တော်ကြောင်မီးဆိုတဲ့ရွာကလေးကိုတွေ့ရမန္တလေးနားကအလယ်ရန်ပြတွေ့ရတယ်